ားလုံးပဲမင်္ဂလာပါကျွန်တော်လေဘောမြန်မာ fan base ကစနေပါအာကျွန်တော်လေဘောကတော့အခုဒီအာချန်ပီယံလေအုပ်စုပွဲစဉ်ဒုတိယပွဲပေါ့နော်ဒုတိယပွဲကာရာဆာရီနဲ့ပွဲမှာဒီတကူကော်မရှင်နဲ့ရုံနေပြီးတော့ဒါနှစ်ပွဲဆက်အရှုံးကိုရေးဆိုင်ခဲ့ရပြီဖြစ်တယ်ပေါ့နော်ဆိုတော့အာဒီနေ့ရုံပွဲကတော့ဒါဘယ်လိုပြောအောင်လဲ ရှုံးလဲရှုံးတိုက်တယ်လို့ပဲပြောပါမှာပေါ့ဒါပေမဲ့တကူရှိတာကဒီအဲတန်လူကြီးပေါ့နော်တန်လူကြီးရဲ့ဒီဆုံးမြတ်ချက်တွေကတော်တော်ညင်းပွားစရာတွေဖြစ်ခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့လီဗာပူးဒီဒုတိယဒုတိယပိုင်းမှာဒီအဲကော်နာကနေတဆင်းဒီဒီဘယ်လိုပြောရမလဲကော်နာတေးကိုဒါသူတို့ဖောင်းလုပ်လိုက်လို့ပနတီပေးရပေါ့နော်ဒါပေမဲ့ VAR decision အရာပြန်ပြီးတော့ဒါပနတီကိုဒါပဲပြန်ပဲဖျက်ခဲ့တယ်ပေါ့နော်ဒီပြန်ပြီးတော့ဒီ replay တွေအရာကလည်းကျွန်တော်တို့ အာဒါဖောင်းမဟုတ်ဘူးဗောနော်ဖောင်းမဟုတ်ဘူးဒါဟိုဘက်ကဒီစမ်းချက်တဲ့နဲ့စမ်းချက်ကဘောလုံးကိုအရင်ထိခဲ့ပြီးတော့မှကိုနာလေးချက်တော့နဲ့ဒါကွန်တက်ဖြစ်သွားတဲ့အနေအထားကိုတွေ့ရဗောနော်ဆိုတော့ဒီဒီဟာတော့ဖောင်းမဟုတ်ဘူးဗောနော်အဲ့ဒီလိုပဲကျွန်တော်တို့ပြလဲရတဲ့ဒီလီဗာပူးပြလဲရတဲ့ပနတီဆိုတာကလည်းဒါဖောင်းမဟုတ်ဘူးလို့ပဲကျွန်တော်အနေနဲ့ပြောချင်တယ်ဗောနော်ဆိုတော့အာပထမဦးဆုံးဒီ ဒီ server line ကတပတ်ကစားသမားကိုထိလိုက်တဲ့အနေအထားမှာဒီတတောင်တတောင်ဆိုတာတစ်ခုဒီလက်ဖြန်ပေါ့နော်လက်ဖြန်ကဒီတပတ်ကစားသမားရဲ့ရင်ဘက်ကိုအရင်ထိရပေါ့နော်ပြီးတော့မှအချိန်လွန်ပြီးတော့ကြံရတဲ့လက်ကမျက်နှာကိုရိုက်မိတယ်လို့ဖြစ်သွားတာပေါ့နော်ဆိုတော့ဒီဒီဟာကဒါလို့ပြောရမလဲပနန်ဒီပေးလိုက်တယ်ဆိုတာကတော်တော်ကိုအရန်ရုပ်ပေါက်လို့ ਨੇ ပေါ့နော်အရန်ဆော့ဖြစ်လို့ ਨੇ ဆော့ဖြစ်လို့ ਨੇ ဒီပလေးကိုပါပနန်ဒီပေးလိုက်တာတော်တော်ကြီးကို အဆိုးလုံးအကြီးရဲ့တရားကဒါအက်ဆီဒန့်ဖြစ်တဲ့ပုံစံမျိုးကိုပဏ္ဏီပေးရဆိုတာကဘလို့မှအဆင်မပြေဘူးပေါ့နော်ဒန်လူကြီးရဲ့ဒီတချို့အဆုံးမြတ်ချက်တွေကလည်းတော်တော်ကိုအဆင်မပြေတာဖြစ်တွေ့ရရပါတော့ဒီဒီ physical ဘောလုံးကစား physical contact game မှာဆိုတော့ပဲနည်းနည်းလေးထိရတဲ့ foul ဆိုတဲ့အနေထားကဒီအဲတိုက်စစ်စင်တဲ့တိုက်စစ်စင်တဲ့အသင်းအတွက်အရန်ကိုဒါစိတ်နှောက်ရှက်ဖြစ်စေတယ်ပေါ့နော်ဘောဘောလုံးကိုတန်ဖိုးဟိုတန်ဖိုးကိုလည်းတင်းကျင်သလိုတင်းတင်းလို့မရဘူး ဂိမ်းကိုတံမှုတင်လိုက်တဲ့အခါတိုက်စစ်ကိုမြင့်တဲ့အခါကျရင်တစ်ဖက်ကလှဲချပြီးထိမိရင်ဒါပစ်လဲပြီးဖောင်းပေးရပြန်ပြီဒီလိုနဲ့ဒါဒီလိုနဲ့ပဲပွဲကဒူရပိုင်းဒူပိုင်းလုံးလုံးနေချလဲလိုက်ပြီးရရှုံးသွားပါဘောနော်ဆိုတော့ဒါအလုံးမြင်ကျင်ကြရတဲ့အတိုင်းပဲအလုံးဖြစ်စေကျင်ကြရတဲ့အတိုင်းပဲစလော့ကဒါဆာလာကိုရန်ကုန်ပို့လိုက်တယ်ဗောနော်ရန်ကုန်ပို့လိုက်တယ်ဆိုတော့ဒီနေရာမှာပြောချင်တာကဒီနေရာမှာပြောချင်တာက ဒီဆာလာကိုဘာကြောင့်သူ line up အမြဲတမ်းထည့်ရတယ်ဆိုတဲ့အကြောင်းရင်းကဒီပွဲမှာပြတ်သက်သွားတယ်လို့ပဲမြင်တယ်ဆိုတော့ဒီဆာလာကဒီအာဖရိကဘလားပွဲသွားဖို့ရှိရပါတော့ဆိုတော့ဒီစင်မှာဝင်ချင်လောက်မှာသွားဖို့ရှိရဆိုတော့အဲ့နေရာကိုဒါ frame bound ကစော့ဖို့အတွက်သူရည်ရထားဖို့ရရပါတော့ပြင်းနေပြင်ဆင်ထားတယ်ဒါပေမဲ့ဖြစ်ချင်တော့ frame bound ကဒီအာ right back နေရာမှာလဲလုံးဝကိုဒါ တုံးစားလို့မရဘူးเนาะလုံးဝကိုအဆင်မပြေဘူးသူရဲ့ physical အားနည်းတာလည်းတစ်ပိုင်းပြီးနောက်တစ်ခုကဒီကစားပေါက်ကလည်းတစ်ပိုင်းအနေထားနဲ့ rival မှာလည်းအဆင်မပြေလို့အခုဒီ right wing ကိုပို့လိုက်တော့ပို့လိုက်ပြန်တော့လေသူတချို့အလုံးတွေကဒါလုံပြနိုင်ပြီမဲ့တကယ်ဆာလာနဲ့ရှင်ရတော့ဒါကအများကြီးလိုအချင်ရှိသေးရဲ့ ဆာလာကဒါပေါအောင်နေရဆိုပေမဲ့ဒီစင်ပိန်ကျွဲလောက်တော့ကြံသေးရပေါ့နော်စင်ပိန်ကျွဲလောက်ကြံသေးရဆာလာကိုအာဆာလာကိုလုံးဝဒီ attention မပေးလို့မရဘူးပေါ့နော်ဆိုတော့သူ့ attention ပေးနေပေးကိုပေးရတယ်ပေါ့နော်ဆိုတော့အာဆာလာဆာလာအနေနဲ့ကဒါစင်ပိန်ကျွဲလောက်တော့ကြံသေးရအခုဒီပွဲမှာကဘာကြောင့်ဆာလာကိုတုံးရတယ်ဆိုတာကဒါပြသွားပြသသွားတဲ့လူဝင်မြင်နေပေါ့နော်ဆိုတော့ ဒီနေ့ရှုံးပွဲကအရန်ကိုအရင်ကြီးကြီးပါတယ်အရန်ဟိုဟာဖြစ်ပါတယ်စိတ်ပြည့်ရတယ်ဘာလို့စိတ်ပြည့်ရလဲဆိုတော့ကဒါဒီပွဲရှုံးသွားတာကဟိုစိတ်ပြည့်ရတဲ့ကြောင်ပို့ပြီးစိတ်ပြည့်ရတာကအဲဒီကျွန်တော်တို့ဒီကိုသမားပေါ့နော်ကိုသမားအလစ်စင်နှာသွားတယ်ပြီးတော့ဒီတိုက်စစ်မှာတဝူးသီးသောပုံစံကောင်းပြနေတယ်တဝူးသီးသော ဖောင်ရနေတယ်ခြေစွမ်းရနေတယ် အဂီဒီကီကတရားရသွားပြီပေါ့နော်ပုံစံကြည့်ရတော့တကောက်ကျော်ဖြစ်ပေါ်ပြရဲတကောက်ကျော်တန်ရာတွေကအာပုံမှန်ဆိုရင်ထုံးစံတိုင်းဆိုရင်ဒါတလဝင်ချင်းပချလဲလောက်ပေါ့နော်တလပချလဲတလမပြေဘူးဆိုလဲ3ဘတ်4ဘတ်လောက်တော့နာတယ်ရှိရပေါ့နော်ဆိုတော့အာရှုံးပွေးတဲ့အတူပို့ပြီးတော့စိတ်ပြည့်စရာကောင်းတာကတကယ်အဓိကကစားသမားတကယ်ခြေစွမ်းသက်စွမ်းပြနေတဲ့ဖောင်ရနေတဲ့ကစားသမားနှစ်ယောက်စလုံး injury ဖြစ်သွားရပေါ့နော်တလားဝင်းကြီးတော့တော့လှလို့ရလိမ့်မယ်လို့တော့ထင်နေပေါ့နော်ဆိုတော့အဲဒါစစ်မှာဒီဒီကြီးမရှိတော့တဲ့အတွက်လက်ရှိကြံနေခဲ့တဲ့လူစင်းနေလူစင်းကတော်တော်ကိုဒါအာစာရွက်ပေါ်မှာရေးချင်တော့ဒီနာမည်ကြီးတွေကတော့ဒါအရန်ကောင်းတယ်ပေါ့နော်အရန်ကောင်းတဲ့ကစားသမားတွေဆိုတာတော့ဒါညင်းစရာမရှိဘူးဒါပေမဲ့အခုလက်ရှိပြနေတဲ့ဖောင်ရလီဗာပူးရဲ့ fire power ကအရန်ကိုကြာနေတယ်ပေါ့နော်အရန်ကိုကြာနေတဲ့အနေထားတွေ့ရတယ်အဲဂိုးတကူရှာဖို့ အဲကိုရီကူရဖို့တော်တော်ရုန်းကန်နေရတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောပြမယ်အဲလီဗာပူးကဒါကိုရီဖို့ရုန်းကန်ရတာကတကူတပွဲနှစ်ပွဲမဟုတ်ဘူးအဲကျွန်တော်တို့ဒါဘန်လီနဲ့ပွဲတွေကဒါရုန်းကန်ရတာပေါ့နော်အဲဘန်လီနဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ဘန်လီရဲ့ဒီပိတ်ဆို့ကစားတဲ့ပုံကိုသူတို့အပြေချာလို့တော့မရဘူးနောက်ဆုံးမိနစ်ဒီအဲဖရင်ဘောင်ရဲ့ဖရင်ဘောင်ရဲ့ဒီဖက်တင်ဘောကတစ်ဖက်နောက်ခံလူလက်ကိုထိသွားလို့ဒါပယ်နလ်တီရပြီးနိုင်သွားတာပေါ့နော်အဲ့လိုပဲ အဲကျွန်တော်တို့ဒီအက်သလတီကိုမက်ထရစ်နဲ့ပွဲတော့လည်းအတိုင်းပဲနှစ်ကိုအရင်ရသွားတယ်ဆိုတော့ကဒါပုံလင်းပြောရင်ကန်ကန်ကျွန်မရဲ့မျက်နှာသာပင်မှုကြီးလည်းပါတယ်ပထမကိုစောစောစီရသွားတဲ့အတွက်ဒီကိုကသူတို့ချထားတဲ့ game plan ကိုဒါဖျက်လိုက်ရရပေါ့နော်အဲအားကြောင့်မို့လဲလီဗာပူးကဒူရီယာကိုထပ်ရသွားတာပြောချင်တာကဟိုလီဗာပူးကဒီ fire power ကအရင်လိုမဟုတ်တော့ဘူးအရင်လိုအရင်လိုမဟုတ်ဆိုတော့ကျွန်တော်တို့အာယုံကြည်စိတ်ချရတဲ့အပိုင်း ယုံကြည်အယုံကြည်ယုံကြည်ရမယ်ဆိုတဲ့ခံစားမှုမျိုးအနည်းငယ်ပျောက်ဆုံးလာတာကိုတွေ့ရတယ်ဗောနော်အအထူးသဖြင့်ဒီပဲလေးနဲ့ပွဲနဲ့ဒီအခုကာလာဒါဆာရီနဲ့ပွဲကိုကြည့်ကြရပြီးတွေ့တိုင်းတယ်ဒီကာလာဒါဆာရီဆိုတာကကျွန်တော်ပွဲကြိုမှာကျွန်တော်ထင်လာတာကကာလာဒါဆာရီဆိုတာပိတ်ကန်တဲ့အသင်းမဟုတ်ဘူးဗောနော်တကယ်လည်းပိတ်ကန်တဲ့အသင်းမဟုတ်ဘူးပထမပိုင်းမှာပထမပိုင်းမှာဆိုသိတာရယ်ဗောနော်အဲဒီဟိုဘက်ဟိုဘက်ဟိုဘယ်လိုပြောမလဲနှစ်သင်းကလုံးဝဘောက်စ်တူပေါ့လုံးထိုးပြီးတော့ကစားနေကြတာဗောနော်ဆိုတော့ အပိတ်ကနေအသိမဟုတ်တာဖြစ်တဲ့အတွက်လေဘာဘူးအတွက်ဒါအခွင့်အရေးတရပြီးတော့ဒါကိုယ်ရမယ်လို့ကျွန်တော်ထင်ထားခဲ့တာပေါ့နော်ဆိုတော့ပထမပိုင်းမှာလည်းဒါကိုယ် chance တချို့တော့ရရပေါ့နော်အထူးသဖြင့်ဒီကိရိကြီးရဲ့အလုံးကဒါလုံးဝအပိုင်လို့ပေါ့သူ့အနေနဲ့နည်းနည်းလေးဆုံးဖြတ်ချက်အမှားသွားတယ်လို့ပဲကျွန်တော်မြင်တယ်။တခြားဒီအီဂီဒီကီရဲ့ကစားပုံကစားပေါက်ကတော်တော်ကိုကောင်းတယ်တော်တော်ကိုအာဘယ်လိုပြောမလဲတော်တော်ကိုဒါ အဆင်ပြေရဲတဲမှာပါတယ်ခြေစွမ်းလည်းတော်တော်အတန်အသင့်ပြနိုင်တယ်ပေါ့နော်သူ့ရဲ့ဒီအဲ့ဒီတလုံးလေးပဲသူနည်းနည်းလေးဆုံးဖြတ်ချက်မှာပြီးကိုသမောင်းကိုလိန်မှုကိုသမောင်းတစ်ချက်သူခောက်ထုတ်ဖို့ကြိုးစားလိုက်တဲ့အနေထားမှာညှိပြီးရောပေါ့လို့ချန်ခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီအဲ့ဒီ movement လေးတစ်ခုလောက်ပဲကျွန်တော်တို့ဒါရင်ခုံရတယ်ပေါ့ရင်ခုံရတယ်အော်ကိုးသွားတော့မယ်ဆိုရဲခံစားချက်မျိုးရရပေါ့နော်အဲတခြား movement တွေကတိတ်ပြီးတော့ဒါကိုးသွားမယ်ဆိုရဲခံစားချက်မျိုးလုံးဝမရဘူးပေါ့နော် အဲဒုတိယပိုင်းမှာဆိုလည်းအဲဒီတိုင်းပဲဒုတိယပိုင်းမှာဆိုရင်အဲကျွန်တော်မမရရအာကိုကိုပေါက်ကိုပေါက်တဲ့တာဆိုလို့ဒီအီဆာရဲ့အီဆာရဲ့ဒီ half chain တလုံးဝင်ရှိမှထင်တယ်ဘယ်တော့မှန်းနေဆွဲပြေးပြီးတော့ဒါနှစ်ယောက်ဆွဲပြေးပြီးကန်သွားတာပေါ့နော်ဟို area boss မတိုင်ရင်လာမကန်သွားတာအဲတလုံးတော့ပဲကိုပေါက်တဲ့လို့တော့အာကျွန်တော်ထင်တယ်ပေါ့နော်အာနာကျင်ချင်းဒီပေါ့နော်90 plus 3 minute မှာ မကလစတာရဲ့ဒီခိုင်သုံးစင်လောက်ကနေပဲလှမ်းကန်လောက်ရအောင်လည်းလေ့ကျင့်ခုကုကျင့်ခုကောင်းတယ်ဟာကိုကိုတော့ဟာကနေကနလောက်စက္ကန့်ပိုင်းလောက်ဖြစ်သွားရပါတော့တခြားအချိန်တခြားအဲတခြားဒီ movement တွေကတော့ဘလို့မှကိုရနိုင်စရာရှိရဲဆိုတဲ့ခံစားချက်မျိုးလုံးဝမရဘူးပေါ့နော်ပြီးတော့တခုက Liverpool ရဲ့ set piece တွေကတော်တော်စိတ်မြဖို့ကောင်းတယ်ပေါ့နော်တော်တော်စိတ်မြဖို့ကောင်းတယ်အဲဘာကြောင့်လဲဆိုတော့ဒီ set piece တွေကကိုမရတာတော်တော်ဆိုးတယ်ဆိုတော့ဒီရာဒီမှာကျွန်တော်တို့ အဲကျွန်တော်တို့ဒီတောင်ကံဘုံကနေကိုရတာကတီကိုနဲ့တပွဲပဲရှိရပါတော့တခြားပွဲတွေကပြောချင်တာကဗျာတောက်ကံဘောတောက်ကံဘောရတဲ့အခါကျရင်ဒီကိုမရဘူးဆိုရင်တော့မှတစ်ဖက်ဂိုးဘောက်ကိုချင်း6နိုင်စွမ်းကချင်းစွမ်းတော့နဲ့ရှိရဆိုကျွန်တော်ရှင်းခုံလို့ရသေးတယ်ဒါပါတော့အာခေါင်းတိုက်လို့ခေါင်းတိုက်လို့ကော်နာငါးလုံးထောင်တယ်ဗျာငါးလုံးထောင်လို့နှလုံးလောက်ခေါင်းဘောခေါင်းခေါင်းခေါင်းတိုက်နိုင်တယ်ဆိုရင်တစ်ဖက် ဒီကိုဘောက်ကိုချင်းချောင်းနေတယ်ဆိုကျွန်တော်တို့ဘက်ကဒါမျောလင်းလို့ရတယ်ရင်ကုန်လို့ရတယ်အခုဟာကဒါတောင်းငင်ပေါ်ရတိုင်းဘာမှစမ်းပြစ်လာဘူးဆိုရဲခန်းစားချက်မျိုးပဲရတယ်ပေါ့နော်ဒီကိုနာလေးတလုံးပထမပိုင်းမှာခေါင်းတိုက်ခွင့်ရတာကတကယ်ကကိုဝါတင်တယ်ပေါ့နော်ကိုဝါတင်တဲ့သူ့အနေနဲ့ဒါလူလူကျွတ်ကျွတ်တိုက်ခွင့်ရတာကော်နာကနေပြီးတော့အဲ foreign fans ကဒီဟိုသမားပြေးထွက်လာမယ့်လမ်းကြောင်းကိုနည်းနည်းလေးခုထားပြီးတော့သူဒီအဲကိုနာလေးအတွက်လမ်းကြောင်းဖွင့်ပေးရပါတော့နော်အဲ့တော့သူအပိုင်းတိုက်တာ ပြီးထွက်သွားတယ်ပေါ့နော်ဆိုတော့အဲ့လုံကတော့ဝင်သွားတင်တယ်အဲဒီနေ့ကဒါ Foreign Vest ကဒါသူ့ရဲ့ moment လေးတချို့ကိုတွေးရဒါကလွယ်လို့အထုံးစံတိုင်းဒါကောင်းကောင်းဒါလို့ပြောရမလဲကောင်းကောင်းကစားနိုင်တာဟိုမတွေ့ရဘူးသူတချို့ moment လေးတွေကောင်းတယ်တကယ်ကောင်းတယ်အာလို့ပြောရမလဲတချို့ game ပေးရလုံးဟိုကတင်တယ်အဲ့ဒီ e-set ကို game ပေးပါလေသူတင်တယ် e-set ကိုရောပြီးတော့နောက်တစ်ခုကဒီ bloodly bloodly ဘရက်ဒလီပေါ့နော်ဘရက်ဒလီကောင်တက်ရဲ့အလုံးကိုလည်းသူလမ်းတင်ပေးလိုက်တဲ့အားလေးတွေပြီးတော့ပထမပိုင်းကလည်းပတုံးကလည်းဒီ transition လေး play ဝါလေးတွေကဒါကောင်းတယ်ပေါ့နော်သူ့ရဲ့ဒီအတူအစိမ့်နဲ့အလဲထွက်တာလေးတွေကောင်းတယ်ပြဿနာဘာဖြစ်နေလဲဆိုတော့ကျွန်တော်ပြောရကျွန်တော်ပြောသလိုပဲသူဘောလုံးပေးတဲ့အခါသူဒီ decision ချတဲ့အခါကျရင်လိုရာကိုမရဘူးခဏခဏပြတ်နေရလို့တွေ့ရတယ်ပေါ့နော်အဲဒါတော်သေးရလို့ပြောရမယ်အခုကသူ့စီရနေပြီးဘောလုံးပြတ်ပြီးတော့ကိုပေးရမျိုးမရှိလို့ ကီလိုဂိုပီယာမျိုးဒေတာ ဖြစ်လာခဲ့ပို့ပြီးတော့ဒါပရက်ရှာဥရောကျော်သွားနိုင်တယ်ပို့ပြီးတော့လည်းဝေမခံရနိုင်ရပါတော့ဆိုတော့ဒီနေ့ပွဲကတော့ဒါအာဒါအခွင့်အရေးလည်းမမဲရမရဘူးခွင့်အရေးလည်းကောင်းကောင်းမဖန်တီးနိုင်ပဲနဲ့ဒါကိုပီအရှုံးသွားရပါတော့ဒါပေးလိုက်ရတဲ့ခိုးကလည်းငင်းပွားစရာပန်နတီဖြစ်တယ်ပေါ့နော်ဆိုတော့အာချန်ပီယံလိပွဲဆိုတာကချန်ပီယံလိဆိုတာကဒါပို့နေပြောအုပ်စုတက်ဖို့ဒီလီဗာပူးတက်ပေါ့နော်လီဗာပူးတက်အုပ်စုတက်ဖို့ဆိုတာလွယ်တယ်ဘာကြောင့်လဲဆိုတော့ ဒီလီဗာပူးအနေနဲ့ကြည့်ရမှာကဒီ၈သင်းနဲ့ပေါ့နော်ဒီထဲဆုံး top 8ထဲကိုပဲဝင်ဝင်မယ်ကြည့်ရမှာအဲကျွန်တော်တို့ဒီ top 8ထဲမဝင်အုပ်စုအုပ်စုကနေပြီးပျောက်ဖို့ဆိုတော့ဒါလောကခဲရင်ပါတယ်ဒါပေမဲ့ top 8ထဲဝင်ဖို့ကြာတော့ဒါဒီလိုပုံစံနဲ့ဆိုရင်တော့တော်တော်အခုရုန်းကန်ရနိုင်ကြီးရှိရပေါ့နော်အာမလိုဘဲနဲ့ဒီဒီ knock out တစ်ဆင့်ထပ်ပြီးပိုကစားရရကြီးလည်းဖြစ်လာနိုင်တယ်ဒီလိုမျိုးပုံစံမျိုးနဲ့ဆိုရင်ပေါ့နော်အာ တက်တာတော့အုပ်စုကတော့တက်တာကိုတက်မှာပါဒါဒီအဲ့အတွက်လည်းတိတ်ပြီးတော့စိတ်မပူဘူးဒါပေမဲ့ဒီစိတ်ပြက်စရာကတော့ခုနက injury ပေါ့နော်အဓိကကစားသမားနှစ်ယောက် injury ဖြစ်သွားတာကိုတော့တော်တော်စိတ်ပြက်မိရပေါ့နော်အာ slow ကဒီယာတီမှာသူ့ရဲ့ဘယ်လိုပြောရမလဲသူ့ရဲ့ဒါသူ twin ကျင်နေတယ်သူပုံ twin ကျင်နေတဲ့အတင်းကိုသူပုံ twin နေတာလုံးဝဒါ form မရသေးဘူးပေါ့နော်သူမနစ်ကပုံစံကောင်းရခဲ့တဲ့ဒီအတင်းရဲ့အထိုင်ကိုသူဖြတ်လိုက်ရပြီ။ ူဖြစ်လိုက်ရပြီဖြစ်လိုက်ရတာဖြစ်တဲ့အတွက်အခုဒီနှစ်မှာသူပနစ်ကပုံစံကိုမစော်ဘဲနဲ့အသိစော်တဲ့အနေအထားမှာဒီကစားသမားတွေရော သူကစားပွဲရောအံဝင်အံဝင်နေတာမျိုးကိုမတွေ့ရတာမတွေ့ရဘူးပေါ့နော်ဆိုတော့ဒီပြီးခဲ့တဲ့ပြီးခဲ့တဲ့ရာသီဆိုရင်ဗျာဒါပို့နေပြောရင်လီဗာပူးဆိုတာကအလုံးဝဒါမော်ဒန်ဂိမ်းမော်ဒန်ဖုတ်ဘောကိုစော့နေတဲ့အသင်းဒီထဲကတသင်းပေါ့နော် ုံနေပြောဘောလုံးအများကြီးကြိုက်ထားစရာမလိုဘူးဗျာဘောလုံးအများကြီးဒါခြေထဲမှာဟိုးပေးဒီပေးအတီရမလားဒါကစားခွက်ပေးတဲ့ဒီအများကြီးလုံနေစရာမလိုဘူးဗန်ဒါရဲ့တစ်ချက်တည်းနဲ့နောက်ပိုင်းနေပြီးတစ်ချက်တည်းနဲ့မူဆာလာစီပေးရမျိုးပြီးသွားရင်နောက်တစ်ခုကအဲကျွန်တော်တို့ဘယ်လိုပြောမလဲဒီအာနိုးရဲ့ပေါ့နော်အာနိုးရဲ့ဒီနောက်ခံသူရဲ့အနောက်ကစပီတဲကိုလှမ်းပြီးတော့ချပေးရမျိုးပြီးရင် Gravity Bash က တစ်ချက်လက်ထွက်ပြီးတော့ဆွဲတက်တာမျိုးပေါ့ဆွဲတက်ပြီးဟူးဆိုပြေးသွားတာမျိုးဒါမျိုးပေါ့နော်ဒီ direct attack လို့ပြောရမလားလုံးဝကိုဒီ transition play တွေ direct attack တွေနဲ့ဆော်လာတာဘောလုံးဘောလုံးကတစ်ဖက်ကိုပေါ့တစ်ဖက်ဒီအန်ဒီယန်ဆုံထဲကိုရောက်ဖို့ဆိုတော့ဘလောက်မှဘယ်မိနစ်မှဘယ်စက္ကန့်မှမကြာဘဲနဲ့ရောက်တဲ့ပုံစံမျိုးကနေပြီးရောဒီနေ့အဘောလုံးကိုတေချာကင်ဆော့မယ်ကစားပေါက်တွဲလုံးလေးနဲ့ဒါဆော့ဖို့ကြိုးစားနေတာမှဒါခွာချက်အရင်ကြည့်ရပေါ့နော်ဒီကစားဒီကစားပုံကို ဒါအသင်းကစားသမားတော်တော်များများဒါမှလိုက်နိုင်တာကိုတွေ့ရရပေါ့နော်အထူးသဖြင့်လူစီပြစာလာဆိုရင်စာလာဖောင်အောက်အာစာလာဒီချီစမပြနိုင်ဘူးဆိုတာဒီချက်တွေလည်းအများကြီးပါတယ်ပေါ့နော်ဆိုတော့ဟိုဒီပြနေနဲ့ဒီသူ့ရဲ့ကစားပုံကစားကွက်ကိုဒါအကောင်းဆုံးပြန်ပြီးတော့အာယူဆောင်လာနိုင်ဖို့ပဲကျွန်တော်တို့ဆူတောင်းရမယ်အဲလောစယ်မှာဒါနောက်တစ်ပတ်ကျရင်လည်းကျွန်တော်ချက်စီနဲ့ပွဲရှိရပါတော့အဲချက်စီနဲ့ပွဲကတကယ်ကိုရုံထားဖို့အချိန် ဖြစ်သွားပြီတကယ်လို့ချက်စီးနဲ့ပွဲတာချုံနေခဲ့မယ်ဆိုရင်ဒီဖော်ဖူးက pressure အောက်ကိုအများကြီးရောက်သွားမှာပေါ့နော်ကစားသမားတွေရောနှီးပြားတွေရောအကုန်လုံးဒီ pressure အောက်ကိုပို့ပြီးတော့ရောက်သွားမှာဖြစ်တဲ့အတွက်ချက်စီးနဲ့ပွဲကတော့ဒါလုံးဝချုံလုံးဖြစ်ဘူးအာဒီနေ့ပွဲကတော့ဒါအရှုံးလေးချုံသွားဖြစ်တဲ့အတွက် ဘမတော်ထွေးတူဟိုဘလိန်ဂျင်နာမျိုးတော့မရှိတော့ဘူးအဲကာကက်စ်တို့ပါအောင်ဆိုလဲဆိုတော့အကောင်းတယ်ဗောဒီနေ့ပွဲမှာရော်ဘတ်ဆင်ကိုထွက်လာမယ်ထင်တာဒါပေမဲ့သူကာကက်စ်ကိုပဲတုံးသွားတယ်ဆုံးမချက်လည်းမှန်တယ်အဲရော်ဘတ်ဆင်ကိုတုံးမယ်ဆိုရင်ဒီဂိမ်းရဲ့ပထမပိုင်းဂိမ်းရဲ့ဗောနော်ဒီဘောက်တူဘောက်တူဘောက်စ်တူဘောက်ပြီးနေရအဲ့လိအာ intensity ကိုဒါလိုက်မိဖို့မလွယ်တော့ဘူးကာကက်စ်ကလည်းဒီဂိမ်းမှာအကောင်းဆုံးသူကစားသွားတာတွေ့ရရပေါ့နော်ဆိုတော့အာနောက်ပွဲမှာပြန်လာဖို့ပဲမျှော်လင့်ရလိမ့်မယ်လောဆယ်ကတော့ကျွန်တော်တို့ က်ပွဲဆက်ဘတ်တူဘတ်ရှုံးပြီးတော့ကျွန်တော်တို့ဒါ PR တွေအောက်ရောက်သွားခဲ့ပြီပေါ့နော်အဲကြည့်ရှုပေးတဲ့ဒီကိုရအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ